မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြမအရေးကူညီမှုဘာမအပ်ပြန်အသက်ဝင်လာမှုစစ်ကောင်မရှင်အပေါ်ဖိအားပေးမှုများပိုလုံလာနိုင်တဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြမအရေးကိုကူညီထောက်ပံ့ပေးမိအမေရိကန်နိုင်ငံ၏ဘာမအပ်ဥပဒေပြန်လည်အသက်ဝင်လာမှုသည်ဒေါ်လာရေးအင်အားစုအတွက်ရလက်ကောင်းဖြစ်ပြီးစစ်ကောင်မရှင်အပေါ်ဖိအားပေးမှုများပိုမိုလုံလာနိုင်တယ်ဟုနိုင်ငံရေးအကြေကံများကထောက်ပြကြပါတယ် အမေရိကန်သမ္မတထရန့်တက်လာပြီးနောက်ကုညီထောက်ပံ့ပေးမှုများပိတ်ပင်မှုလျော့နေသွားသည့်မြမအရေးနှင့်ပတ်သက်၍အမေရိကန်အောက်လွတ်တော်နိုင်ငံခြားရေးကော်မတီ၏ဖူရက်ဆက်ကော်မတီကယခုရက်ပိုင်းကြားနာပွဲတစ်ရက်ကျင်းပခဲ့ပါသည်စစ်ကော်မရှင်သည်အာဏာသိမ်းပြီးနောက်နိုင်ငံတကာထံမှနိုင်ငံရေးအသိအမှတ်ပြုမှုများရရှိစေရန်အတွက်ဤမျိုးစုံလုတ်ပြနေတော်လဲယုံကြည်မှုမရှိသလိုယခုကြားနာပွဲတည်လဲ၎င်းတို့အားပုံမှုဖိအားပေးရိုက်ခတ်လာစေနိုင်ကြောင်းနိုင်ငံရေးအကဲခတ်များထံကသိရပါသည် အဆိုပါကြားနာပွဲကိုအမေရိကန်အောက်လွှတ်တော်တောင်အာရှနှင့်ဗဟုအာရှရေးရဆက်ကော်မတီဥက္ကဋ္ဌအရှေ့အာရှနှင့်ဖက်စိဘရေးရဆက်ကော်မတီဥက္ကဋ္ဌပညာရှင်များနှင့်လူခွင့်ရေးတက်ကြွလှုပ်ရှားသူများတက်ရောက်၍ဗမာအက်ကိစ္စကိုဆွေးနွေးခဲ့ကြောင်းသိရပါသည်။ထို့ပြင်အမေရိကန်အစိုးရ၏လက်ရှိမူဝါဒကိုပြန်လည်တုံ့တက်၍စစ်ကော်မရှင်အားဖိအားပေးရန်နှင့်ဒီမိုကရေစီလှုပ်ရှားမှုအားထောက်ခံရန်မဟာဗျူဟာအသစ်၄ချက်ချမှတ်ပြီးဗမာအက်အတီးပြူရင်အမေရိကန်သမ္မတထရန့်အစိုးရကိုတိုက်တွန်းခဲ့ကြောင်းသိရပါသည်။ ရင်းတို့ဆွေးနွေးခဲ့သည့်အမေရိကန်အောက်လွှတ်တော်အရှိအာရှနှင့်ဖက်စီဘက်ရေးရာဆက်ကော်မတီသည်မြန်မာ့ဥတော်လှန်ရေးအင်အားစုများအပြင်ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH နှင့်လည်းအကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးမှုများရှိပါသည်။ဒါကြောင့်အခုကော်မတီရဲ့ဆွေးနွေးမှုဟာမြန်မာ့ဥတော်လှန်ရေးရဲ့အင်အားစုတွေနဲ့ပူးပေါင်းလှုပ်ဆောင်မှုတွေပုံမှန်ကြီးကပ်လာမယ်လို့ထင်ပါတယ်ဟုနိုင်ငံတကာဆက်ဆံရေးလှိလာသူဦးဝင်းမင်းကသတင်းဌာနကိုထောက်ပြပြောပြပါရယ်။ရှင်အပြင်2026ခုနှစ်တွင်အာဆီယံအလဲကျဥက္ကဋ္ဌဖြစ်လာမယ် ဖိလစ်ပိုင်ကလည်းအမေရိကန်၏မဟာမိတ်ဖြစ်ပြီးမြမအရေးကိုအာဆီယံမှတက်ဆင့်သို့မဟုတ်ထိုက်ရိုက်ဖြစ်စေပုံမပဝင်ဆောင်ရွက်လာနိုင်ကြောင်း၎င်းကဆက်လက်ဆိုပါရယ်အမေရိကန်လွှတ်တော်သည်မြမအရေးကူညီထောက်ပံ့ရန်ဗာမာအက်ပါဝင်သော အမျိုးသားကောက်ွယ်ရေးလုံပိုင်ခွင့်ဆိုင်ရာအဥပဒေ NTAA ကိုရေးဆွဲ၍ရခိုင်သမရဂျိုးပိုင်တင်ကပြီးခဲ့တဲ့2022ခုနှစ်ဒီဇင်ဘာ23ရက်တွင်လက်မှတ်ရေးထိုးအတည်ပြုပေးခဲ့ပါရယ် သို့သောအမေရိကန်၏ဘတ်ဂျက်အကျပ်တင်များနှင့်အစိုးရသည့်အပြောင်းလဲများကြောင့်2023ခုနှစ်အောက်တိုဘာတွင်ပေးအပ်ရမည်ဖြစ်တော်လေယနေ့ထိတိုင်ကြန့်ကြာနေခြင်းဖြစ်သလိုထိုဖာမာအက်၏အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုပံ့ပိုးကူညီရန်ပါရှိပါသည်ရှင်းပြင်းကြားနာပွဲမှချမှတ်တိုက်တွန်းထားသောအချက်လေးချက်တွင်ဘာမအပ်အရာကုညီပေးရန်အပြင်စစ်ကော်မရှင်၏စီးပွားရေးကိုပြစ်မှတ်ထားရန်နှင့်မြန်မာနိုင်ငံဆိုင်ရာအဆင့်မြင့်အမေရိကန်အထူးကိုယ်စားလှယ်တအုပ်ကိုခန့်အပ်ရန်လိုလဲပါဝင်ကြောင်းသိရပါသည် ဆက်လက်ပြီးမြောက်လိုက်နဲ့စစ်တပ်ကိုထောက်ခံသောအမှုပညာရှင်တချို့ကိုဘဲတင်ပို့ခွင့်လိုင်စင်ပါမစ်များချထားပြီးပြီးစစ်တပ်ကသူကောင်းပြုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အချံဘက်စစ်ကောင်ဆောင်မြောက်လိုက်နဲ့စစ်တပ်ကိုထောက်ခံသောအမှုပညာရှင်တချို့ကိုပဲတင်ပို့ခွင့်လိုင်စင်ပါမစ်များချထားပြီးပြီးစစ်တပ်ကသူကောင်းပြုကြောင်းပြည်ပသို့ပဲတင်ပို့နေသောကုန်သေးကြီးတအုပ်ကသတင်းဌာနကိုပြောကြားပါတယ်။ အကြံဖတ်စစ်တပ်ကပြုလုပ်သောပွဲလန်းသဘင်များမေယောင်လာဤပြပခီးစင်မှပြန်လာသောချိုးဆိုးပွဲများသို့တက်ရောက်သောရုပ်ရှင်မင်းသမီးစိုးမြတ်သူစာအပါဝင်အမှုပညာရှင်တချို့ကိုစစ်တပ်ကပဲတင်ဖို့ခွင့်ပြုသည့်ပါမင်များချထားပြီးကြောင်းအစိုးရအမှုပညာရှင်တချို့က၎င်းတို့ရရှိသောပဲတင်ဖို့ခွင့်ပါမင်များကိုပြပသို့ပဲတင်ဖို့မိခုံတဲ့များထံသို့ပြန်လည်ရောင်းချခြင်းဖြင့်ငွေသားများရရှိကြကြောင်းသိရပါသည်စိုးမြတ်သူစာဆိုရင်လေပဲတင်ပို့ခွင့်ပါမစ်တန်ချိန်ထောင်းကနေရတယ်အဲ့ဒါကိုကျွန်တော်တို့ကုံတွေကပြန်ကောက်တယ် ပါမစ်ကိုပြန်ရောက်ပြီးမွေးဖော်တာပေါ့ဟုပြည်ပသို့ပဲတင်ပို့နေသောကုန်သည်ကြီးတဦးကဆိုပါတယ်။အကြမ်းဖက်စစ်တပ်ကစီအာနာသိမ်းပြီးနောက်သွင်းကုန်နှင့်ပို့ကုန်များကိုပါမစ်များတင်ကျပ်လိုက်ပြီးနိုင်ငံသားငွေသုံးဆွဲမှုကန့်တက်ကပါမစ်များကိုအခွင့်ထူးခံအဖြစ်စစ်တပ်နှင့်ခရိုနီအတိုင်းဝိုင်းတွင်အလွယ်တကူရရှိငွေဖော်စေနိုင်သောပစ္စည်းတစ်ခုအဖြစ်ကြားခံသုံးဆွဲလာကြောင်းသိရပါတယ်။လက်ရှိတွင်မင်းသားနေအောင်ရှမ်းအောင်စင်ရောင်မောင်ခန့်စီသူ မေတင်စာဦးဒိန်းတောင်အုံဒီကြော်ကြော်နန္ဒအပါဝင်အမှုပညာရှင်အတိုင်းဝိုင်းမှစစ်တပ်ကိုထောက်ခံရုံသာမကတော့ဘဲကျန်းဖို့ပါတီအီမဲဆွဲစီယိုရဲ့လှုပ်ရှားမှုများတွင်ပါတက်တက်ကြွကြွပါဝင်လာကြောင်းသိရပါတယ်။ဆက်လက်ပြီးတက်ပီနယ်ရှိမြန်မာနယ်စပ်ကိုကောက်ွယ်ရေးထိုင်းစစ်တပ်အသင့်ပြင်းနယ်ဆွဲတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ကရင်ပြည်နယ်ရှိကြားဖြတ်လုပ်ငန်းတွေတရှိရာဒေတာအနီးစစ်ကော်မရှင်တပ်နှင့်တော်လှန်ရေးတပ်တွေကြားတိုက်ပွဲပြင်းထန်လာတဲ့ချိန်မြန်မာနဲ့ထိစပ်နေတဲ့နေဆက်တျောက်ကိုကာကွယ်ရေးအရှိန်မြှင့်ဆောင်ရွက်ဖို့အသင့်ရှိကြောင်းထိုင်းတတိယစစ်ဒေတာကထပ်မံအတည်ပြုပြောကြားပါတယ်။ထိုင်းနယ်ဇက်နဲ့1ကီလိုမီတာလောက်ပဲဝေးတဲ့နေရာမှာနိုဝင်ဘာ22ရက်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင်းတက်ပြည်နယ်မဲဆောက်ဒေတာမှာစိုးရိမ်မှုတွေမြင့်တက်နေပါတယ်။ KNU တပ်မဟာ6နဲ့မြန်မာစစ်တပ်တပ်မ22တို့ကြားမဲဆောင်နဲ့မျက်နှာချင်းဆိုင်မြောက်ဒီမြို့မင်းလက်ပံရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ဘန်ကောက်ပို့သတင်းမှဖော်ပြထားပါတယ်တိုက်ပွဲအတွင်းမြန်မာစစ်တပ်ကတော်လန်ရေးတပ်တွေကိုကြီးကြီးမားမားထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့အဲ့ဒီသတင်းမှဖော်ပြထားပါတယ်60မမလက်နက်ကြီးကြီးတလုံးမဲခွန်ခန့်တေတာတို့ကြာရောက်ခဲ့ပြီးအိမ်လေးလုံးနဲ့ကားတစ်စီးပြက်စီးခဲ့ပါတယ်ထိခိုက်ဒဏ်ရာရရှိသူတွေမရှိပေမဲ့အဲ့ဒီဖြစ်ရကြောင်းဒေသခံတွေထိတ်လန့်သွားခဲ့ပါတယ် ဒါကိုတုံ့ပြန်တဲ့အနေနဲ့ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက120မမမီကိုကြည့်နဲ့သတိပေးပြစ်ခတ်ခဲ့ပြီးသတိအနေထားရှိမှုကိုတိုးမြင့်ထားခဲ့ပါတယ်။အဲဒီနောက်ပိုင်း၂၁လျှောက်ဘေးကင်းရာနေရာမှာမြန်မာနိုင်ငံသားစုစုပေါင်း125ဦးခိုးလုံလာပြီးထိုင်းရာရှိတွေကလူသားချင်းစာနာထောက်ထားရေးအကူအညီတွေပေးနေပါတယ်။လက်နက်ကြီးကြီးကြားရောက်ရာနေရာစီထိုင်းအမှတ်၃စစ်တပ်အကြီးကင်းနဲ့တခြားစစ်ဘက်ဆိုင်ရာအရာရှိတွေနိုဝင်ဘာ23ရက်ကတွားရောက်စစ်ဆေးခဲ့ပါတယ်။ ဒါကရပိုင်အတွင်ဒုတိယမြောက်လက်နက်ကြီးကြီးခြားရောက်ပောက်ခွဲမှုဖြစ်တာကြောင့်စိုးရိမ်မိကြောင်းထိုင်းစစ်ဖက်ဆိုင်ရာအရာရှိတွေကပြောပါရယ်နိုဝင်ဘာ23ရက်အထိမလက်ပံကြီးရွာကို KNU ကထိန်းချုပ်ထားစေဖြစ်တယ်လို့ထိုင်းရာရှိတွေကပြောထားပါရယ်အဲ့ဒီရွာဟာနိုင်ငံဖြတ်ကျော်ကြားဖြတ်လုပ်ငန်းတွေရှိတဲ့နေရာဖြစ်တယ်လို့လည်းထိုင်းရာရှိတွေကပြောပါရယ်ထိုင်းနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့နှိစက်မှနေထိုင်ကြတဲ့ဒေသခံတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကောက်ွယ်ရေးအသင့်ပြင်ထားကြောင်းရာချာမာနုတပ်ဖွဲ့ကပြောကြားပြီးနေဆက်လုံးချုံရေးကိုတင်ကြပ်ထားပါရယ် နေဆက်ကာကွယ်ရေးတပ်ဖွဲ့တွေကအခြေအနေကို24နာရီစောင့်ကြည့်နေပြီးထိုင်းနိုင်ငံသားတွေအနေရကြောက်လာရင်ဒါမှမဟုတ်ချိုးဖောက်မှုတစ်စုံတစ်ခုရှိလာရင်တုံ့ပြန်ဖို့အသင့်ရှိတယ်လို့ထိုင်းစစ်တပ်ကပြောပါတယ်နေဆက်မာနေထိုင်သူတွေအနေနဲ့ထိုင်းစစ်တပ်ကသူတို့ရဲ့ဘေးကင်းရေးတာဝန်ယူနိုင်စွမ်းရှိတယ်ဆိုတာကိုရုံယုံကြည်ကြည်နဲ့နေထိုင်ကြဖို့လဲထိုင်းစစ်တပ်ကအကြံပေးထားပါတယ်။ဆက်လက်ပြီးမြဝတီမြို့နယ်ကြောက်ခတ်ဒေသရှိကြားဖြတ်လုပ်ငန်းများကိုစစ်တပ်ကအယောင်ပြရှင်းလင်းညီဖြစ်၍ GKPA ကတရုတ်နိုင်ငံသားများတည်ဆောင်ခြင်းမပြုရန်အမိန့်ထုတ် ကြားဖြတ်လုပ်ငန်းများဖျားသုံးစုမျိုးပတ်သို့ရွှေပြောင်းနေတဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်ကြောက်ခတ်ဒေသရှိကြားဖြတ်လုပ်ငန်းများကိုစစ်တပ်ကအယောင်ပြရှင်းလင်းပြီးဖြစ်၍ DKPA တပ်ဖွဲ့ကတရုတ်နိုင်ငံသားများကိုတည်ဆောင်ခြင်းမပြုရန်အမိန့်ထုတ်ထားကြောင်းသိရပါတယ်။ယနေ့နိုဝင်ဘာလ24ရက်နေ့တွင် DKPA တပ်ဖွဲ့ကအရေးပေါ်အစီအဝေးကျင်းပပြီး DKPA ထိန်းချုပ်နယ်မြေအတွင်းရှိမြည်တိလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်စေ၊ဤသူတအူးတယောက်ဖြစ်စေ၊သတ်မှတ်ထားသည့်နယ်မြေအတွင်း နိုင်ငံသားသားများအထူးသဖြင့်တရုတ်နိုင်ငံသားများကိုတည်ဆောင်ခြင်းတွေ့ရှိပါကဖန်စီအရေးယူမည်ဖြစ်ကြောင်း DKBA ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ထို့သောထုတ်ပြန်ကြေညာပြီးနောက်မြဝတီမြို့နယ်ကြောက်ခတ်ဒေသရှိဂျားဖြန့်လုပ်ငန်းများကိုစစ်တပ်ကအယောင်ပြဖန်စီရန်တက်ဆိုင်လျင်လူ20ဦးစုခိုင်ထားပြီးစစ်တပ်ကဖန်စီမှုတွင်မပါလိုပါကတအူးလျင်ဘတ်2000ပေးရမည်ဟုတောင်းခံကြောင်းသိရပါသည်။ထို့ပြင်မြဝတီမြို့ရှိ BGF, DKBA နှင့် KNLA PC ဂိတ်များကိုလည်းပိတ်သိမ်းကရှောင်ခိုင်းထားကြောင်း လက်ရှိချိန်တွင်ကြားဖြတ်လုပ်ငန်းများကိုဖျားသုံးစုမျိုးဘက်သို့အင်အားအလုံးရင်ဖြင့်ရွှေ့ပြောင်းနေကြောင်းသိရပါသည်။မြဝတီဘက်နှင့်ကြောက်ခတ်ဘက်ကိုစစ်တပ်ဝင်ရှင်းမိန်အဖမ်းပြဖို့တက်ဆိုင်လူ၂၀စုခိုင်းနေတယ်။စစ်တပ်ကဖမ်းတဲ့အထက်မပါစေချင်ရင်တယောက်ကိုဗန်းနဲ့တောင်းတောင်းနေ။အခုမြဝတီကတင်ဝင်းမုတ်တုံနဲ့ PC ငင်ကျဲရေးကောင်စီဂိတ်ယုံတွေပိတ်ပြီးရှောင်ခိုင်းနေပြီးဖျားသုံးစုတဲ့ကြားဖြတ်တွေဝင်နေတာမြင်မကောင်းဘူးဟုဒေသတင်းရင်းမြစ်ကတင်းထဏာကိုပြောကြားပါတယ်။